င်္ဂလာပါဒေါက်တာထွန်းမြတ်ဝင်းပါဇီဝပညာ channel ကနေကြိုးစားပါတယ်ကျွန်တော်ဒီနေ့ပြောချင်တာကတော့ဝမ်းချုပ်တာကိုเนาะမိနစ်30အတွင်းတက်တာနေမဲ့ဆေးသုံးမျိုးအကြောင်းပဲဖြစ်ပါတယ်เนาะကျွန်တော်တို့ဒီနေ့ကမှာစားတော့တွေမမှန်တဲ့အခါကျတော့เนาะဝမ်းချုပ်ကြတယ်သွားလာလို့ရှာပြီးတော့အိမ်နာတက်ဖို့အချိန်မပေးနိုင်တဲ့အခါကျတော့ခံမသိရင်ဝမ်းချုပ်တတ်ကြတယ်เนาะငကိုယ်တည်းကဝမ်းချုပ်တာမျိုးလည်းဖြစ်နိုင်တယ်เนาะဆိုတော့ဝမ်းချုပ်ရင်တော့တည်တဲ့အတိုင်းပဲ နေရာတန်ခတ်ပါတယ်ပြီးရင်ကိုယ့်ရဲ့ကျန်းမာရေးအတွက်ထိခိုက်နိုင်တာဖြစ်ပါတယ်အဲဒီကကျွန်တော်ဝမ်းမချုံအောင်လုပ်ဖို့လိုအပ်ပါတယ်ချိုလည်းတိကြပါတယ်ဝမ်းမချုံအောင်လုပ်လုပ်တဲ့နီးလန်းတွေကိုတိကြပါတယ်ကျွန်တော်ဒီရေးသေးတောက်ပဲပေါ့လေနော်ဒီအစိမ်းရောင်ရှိတဲ့အသီးရွက်တွေများများစားမယ်မှန်ပါတယ်ဒါလေးလုပ်မယ်ဆိုရင်လည်းဝမ်းပြောသေးနေတာဖြစ်ပါတယ်ဒါပေမဲ့အဲ့လိုလုပ်လို့မှမတက်တာဘူးနော်ဝမ်းလည်းခဏခဏချုပ်နေတယ်ဝမ်းချုပ်တော့တက်တာသေးခြင်းလို့ဆိုတော့ကျွန်တော်ပြောမယ်ဒီဆေးသုံးမျိုးအကြောင်းကို နားထောင်မှုလိုအပ်ပါမယ်เนาะဒီဈေးဈေးသုံးမျိုးကိုသိရတဲ့ဆိုရင်ကျွန်တော်တို့ကဒီဝမ်းချုပ်တဲ့ပြဿနာကိုဒီဈေးသုံးမျိုးကဖြေရှင်းပေးနိုင်တာဖြစ်ပါတယ်เนาะဆိုတော့ဈေးသုံးမျိုးကအာဒီတဘာဝတော့မတူဘောเนาะဘလို့အခြေအနေမှာဘလို့တော့မလဲဆိုတော့ဟိုဗီဒီယိုထဲမှာပြပြသွန်းသွန်းပြောပြပေးသွားမှာဖြစ်ပါတယ်ညဘာမှမလုပ်စရာကျွန်တော်ဘစ္စာကိုတန်းလို့ခေါ်ပါတယ်เนาะဂျူကိုလက်လို့ခေါ်တယ်เนาะဘာမှကျွန်တော်စီးတန်းဒီမှာလဲလွယ်တကူမေးဝယ်လို့ရတဲ့ဈေးတစ်မျိုးဖြစ်ပါတယ်เนาะအဲကျွန်တော်ဒီ သူကတောက်ဆေးပုံစံကတောက်ဆေးနေနဲ့လာတာလည်းရှိတယ် suppository လို့ခေါ်တယ်ဆိုတော့ထည့်လို့ရတဲ့ပုံစံနဲ့လာတာလည်းရှိတယ်เนาะနှစ်မျိုးရှိတာပေါ့အဲ့တောက်ဆေးဆိုကျွန်တော် 5mg ပေါ့เนาะတောက်လို့ရတယ်ဒီနေ့ကိုနှစ်ကြိမ်သုံးကြိမ်တောက်လို့ရတယ်เนาะအော်ဆိုရဲထည့်တဲ့ဆေးဆိုရင်လည်းဒီနေ့ကိုတစ်ကြိမ်ထည့်လို့ရပါတယ်เนาะဒါပေမဲ့ဒီဆေးကများသောအားဖြင့်ကျွန်တော်တောက်ဆေးနေနဲ့သုံးတာပဲများပါတယ်เนาะဆိုတော့ဆေးကိုကျွန်တော်မရက်ဆာမစားခင်မှာတောက်ဖို့လိုအပ်တယ်เนาะဒီဒီဆေးကကြတော့ကျွန်တော်ဒီ တော့ပြီးတော့တရက်နှစ်ရက်နဲ့မသက်တာဘူးเนาะနှစ်ရက်သုံးရက်ပေါ့လို့ကျွန်တော်နှစ်ရက်သုံးရက်နဲ့မသက်တာဘူးဆိုရင်တော့ဆရာဝန်နဲ့ပြတ်တာမှဖြစ်တယ်เนาะဈေးကိုရေရှည်တောက်လို့မရဘူးဘာလို့လဲဒီဈေးအားနည်းတဲ့ကကျွန်တော်ဒီဦးလန်းကျောင်းကိုလှူရှားသေးပြီးတော့မှဝမ်းဝသွားသေးတာဖြစ်တဲ့အတွက်ဦးလန်းကျောင်းကိုအနေငယ်ထိခိုက်နိုင်တာဖြစ်တယ်ဆိုတော့အခါကျကျွန်တော်ဒီကိုယ်တဘောနဲ့ကိုရေရှည်သုံးလို့မသင့်တော့ပါဘူးเนาะဆိုတော့ဒီဆရာဝန်နဲ့တိုင်ပင်ရမှာဖြစ်ပါတယ်เนาะရေရှည်သုံးမယ်ဆိုရင်ဘိုင်းနာတာတွေပြီးတော့เนาะ ဒီတခြားပြဿနာတွေရှိပါတယ်เนาะအဲဒီကိုဝင်ဆောင်တဲ့မိခင်နှုတ်တဲ့မိခင်တွေနောက်ပြီးကလေးတွေကတော့ဒီဆေးကိုမသုံးသင့်ပါဘူးเนาะဒီဆေးကကျွန်တော်အာနိသင်ကိုမြန်မြန်ပေးသေးတယ်ဝမ်းချုပ်တာကိုမြန်မြန်တတ်တာသေးတယ်ဆေးတစ်မျိုးလည်းဖြစ်ပါတယ်ကျွန်တော်တို့ဆေးတစ်မျိုးသွားလိုက်မယ်နောက်တဲ့ဆေးတစ်မျိုးကကျွန်တော်ပိုလီအီသိုင်လင်းဂလိုက်ကောလို့ခေါ်ပါတယ်เนาะဆေးနာမည်အမီရာလက်စ်เนาะမိုဘီကောဆိုတဲ့နာမည်တွေနဲ့ရှိတယ်တခြားဆေးနာမည်တွေနဲ့လည်းရှိပါတယ်เนาะဆိုတော့ပိုလီအီသိုင်လင်းဂလိုက်ကော121 gram ပါတယ်ဗောလေ190 gram လောက်ပါပါတယ်เนาะဈေးတထုပ်မှာအဲ့လောက်ပါပါတယ်ကျွန်တော်တောက်လို့ရတယ်ဒီနေ့ကိုအဲ့ဒီချိန်တောက်လို့ရတယ်ရင်းနှွေးနဲ့ဖြောပြီးတော့တောက်လို့ရတယ်ရင်းနှွေးလေးနဲ့ဗောเนาะဖြောပြီးတော့တောက်လို့ရပါတယ်ဒီနေ့ကိုကျွန်တော်ဒီချိန်တောက်လို့ရတယ်เนาะတစ်ပတ်နှစ်ပတ်လောက်ထိတောက်လို့ရတယ်เนาะဆရာဝန်ပြီးတော့ဆရာဝန်ညွှန်ကြားချက်အတိုင်းဆက်လက်သုံးဆွဲလို့ရပါတယ်ဒီဈေးတွေကဘာလဲဆိုတော့ကျွန်တော်တို့ကပထမပစ္စကိုအတိုင်းဈေးနဲ့မတူပါဘူးဒီဈေးတွေကကျွန်တော်ဒီအမြင်ဓာတ်ပါတဲ့ဈေးတွေဖြစ်ပါတယ်เนาะ အန်ရကင်းပါတယ်ရေရှည်တောက်လို့ရပါတယ်သူရဲ့ဒီလှုပ်ဆောင်ပုံကကြတော့သူဘယ်လိုလုပ်လဲဆိုတော့ဒီဆေးတောက်လိုက်တဲ့အခါမှာဒီဆေးမှရှိဆေးကနေပြီးတော့ကျွန်တော်ဒီဝမ်းထဲကိုခန္ဓာကိုယ်အပြင်ပကခန္ဓာကိုယ်အတွင်းမှာရှိတဲ့ရေတွေကိုကျွန်တော်ဝမ်းထဲကိုဆွဲယူလိုက်တာဖြစ်ပါတယ်အဲ့ဒီနီးနဲ့ဝမ်းထဲမှာမာခဲနေတဲ့ကျွန်တော်ဒီဝမ်းတွေကိုကျွန်တော်ပျော့သွားစေတာပါနော်အဲ့တော့အထူးသဖြင့်ဘယ်လိုလဲဆိုတော့ chronic constipation လို့ခေါ်တဲ့နာတာရှိဝမ်းချုပ်တတ်တဲ့သူတွေအဲ့ဒါဝမ်းတွေကခဲနေတဲ့သူတွေအတွက်ပို့ပြီးတော့တင့်တော်တာဖြစ်ပါတယ်ဝမ်းနူးသွားပြီးတော့မှ ဝန်သွားတာကိုအားပေးတာဖြစ်ပါတယ်เนาะဆိုတော့သတိထားမဲ့ချက်တကူကကျွန်တော်ဒီရေများများနဲ့တောက်ဖို့လိုအပ်တယ်เนาะများများတောက်ဖို့လိုအပ်တယ်ပြီးတော့လေပွားတာတော့အပိုင်းအောင်တာတော့အနေငယ်တော့ဖြစ်နိုင်ခြေရှိပါတယ်ဒါပေမဲ့အဲ့လောက်ဒီတော့အန်ဒီရေမရှိဘူးပေါ့เนาะဆိုတော့ဒီတကူဒီသတိထားမဲ့ချက်တကူပဲကျွန်တော်ဒီအဆိုင်ဝူလန်းချောင်းနဲ့ပတ်သက်တဲ့ပြဿနာတွေရှိနေတဲ့သူတွေယောဂတွေရှိနေတဲ့သူတွေကတော့ကိုယ်သဘောနဲ့ကိုမတောက်ပါနဲ့အဲဒီကိုယ့်ရဲ့သက်ဆိုင်ရာဆရာဝန်နဲ့ဥတော်တိုင်းမှာတိုင်းပြီးတော့မှသူ့ရဲ့ညွှန်ကြားချက်တွေပဲတောက်ပါလို့ပြောချင်ပါတယ် နောက်တဲ့ဆေးတစ်ခုကကြာကျွန်တော်စီလီယန်လို့ခေါ်ပါတယ်နော်ဆိုတော့မတာမူဆဲတို့နော်ဖိုက်ဘိုဂျဲဒီဆေးကပထမပြောခဲ့တဲ့ဆေးအီရယ်လတ်လို့ခေါ်တဲ့ဆေးနဲ့အလားတူပါပဲနော်သူလည်းဒီဖိုက်ဘာပဲဖြစ်ပါတယ်အမြင်တက်ပဲဖြစ်ပါတယ်နော်ဆိုတော့ပြောရရင်တော့ဒီဆေးတွေကကျွန်တော်ဒီဆေးတဲ့ဆိုင် supplement လို့ပြောလို့ရပါနော်ဖြည့်စက်စာလို့ပြောလို့ရပါတယ်နော်သူလည်းပဲဒီဘာလို့ဆိုတော့ဒီကျွန်တော်တို့5 mg ပေါ့လေသပွဲတင်ဇွန်တစ်ဇွန်းစာပေါ့နော်ဒီနေ့ကိုနှစ်ကြိမ်သို့မဟုတ်၃ကြိမ်တောက်လို့ရပါတယ်အနည်းစင်တောက်သုံးလို့ရပါတယ်ရေရှည်တောက်မယ်ဆိုရင်လည်းတောက်လို့ရတယ်အန်ဒီရမရှိပါဘူးနော် ရှိသွားကြတယ်သူရဲ့အာနိသင်ကလည်းအတူတူပဲကျွန်တော် fiber supplement ဖြစ်တဲ့အတွက်ကျွန်တော် GA ကိုဆွဲတယ်1နဲ့ကိုအူလန်းကြောင်းနဲ့ယူဆွဲတယ်အူလန်းကြောင်းနဲ့မှရှိတယ်မာခဲနေတဲ့1ကိုပျော့ပြောင်းသေးတယ်နူးညံ့သေးပြီးတော့မှကျွန်တော်ဒီ1ကိုသွားသေးတာဖြစ်ပါတယ်ပြီးတော့သူအစာရင်အူလန်းကြောင်းကျမ်းမာရေကိုလည်းကောင်းမွန်တဲ့စေးတမျိုးဖြစ်ပါတယ် တော့ဒီစားပဲချက်တစ်ခုကတော့ကျွန်တော်ဒီဆေးတောက်တဲ့ခါမှာရေများများနဲ့တောက်ဖို့လိုပါတယ်မဟုတ်ဆိုရင်ကျွန်တော်ဒီဝမ်းထဲမှာပိတ်တာမျိုးဖြစ်နိုင်ခြေရှိလို့ဖြစ်ပါတယ်เนาะအစာရင်အရင်နားတဲ့သူတွေယောဂရှိတဲ့သူတွေကပြောခဲ့တဲ့အတိုင်းပဲဆရာဝန်နဲ့ပြသတိုင်ပင်ဖို့လိုအပ်ပါတယ်ဒါဒီဆေးရေရှိတောက်လို့ရတဲ့ဆေးဆေးလည်းဖြစ်ပါတယ်အဲ့တော့အချင်းချုပ်ပြောပြမယ်ဆိုရင်တော့ကျွန်တော်ဒီဝမ်းချုပ်တာကိုတတ်တာတွေဘစ်စာကိုတန်းကမြန်မြန်တတ်တာသေးတယ်เนาะ လင်းမြန်မြန်တက်တာတယ်ဒါမဲ့မကြခဏတောက်လို့မရဘူးရေရှည်တောက်လို့မရဘူးဒီပိုလီအီသိုင်လင်းဂလိုက်ကောနေဒီဖီစီလီယံစီလီယံကြတော့ကျွန်တော်ရေရှည်ချက်ချင်းတော့မတက်တာဘူးဒါမဲ့သူကရေရှည်တောက်မယ်ဆိုရင်တရက်နေ့၃ရက်လောက်တောက်ပြီဆိုရင်သူအာနိဒေန်စပြီးရလာတာဖြစ်တယ်အဲပြီးတော့တက်တာတယ်ဖြစ်တယ်ရေရှည်တောက်လို့ရတယ်အန်ဒီရဲ့ဂင်းနေနော်အန်ဒီရဲ့ဂင်းနေပြီးတော့သတိထားမဲ့ချက်တစ်ခုကကျွန်တော်ရေမြင်းများနဲ့တောက်အောင်ပါပဲဖြစ်ပါတယ်နော်အဲ့တော့တခြားပြီးတော့ဆိုကြည့်လဲနေငယ်ရှိနေပါတယ်နော်ဒီချင်းလေးရှိသလိုဆရာဝန်နဲ့ပြသတိုင်မင်းမလိုအပ်ပါတယ် ်ဟိုတည်ကျင်နေတာရှိရသလိုကွန်မန့်မှာမေးမြန်းနေမှာလည်းနောက်ထပ်ဗီဒီယိုတင်ပြတော့တင်ပေးတော့မှာဖြစ်ပါတယ်